အလုံးသာပါမိုးတော်ရဲ့ပြပရှင်းသနာကျူစွာနော်ဆရာတို့ဒီကတော့ chapter 10ရဲ့နောက်ဆုံးပိုင်းလေးပေါ့နော် electrical energy ရဲ့ electrical power အကြောင်းလေးဆက်သွားပါဦးနော်ဟုတ်ပြီဆရာ electrical energy electrical energy ဆိုတာဘာလဲဆိုတော့ layer စစွန့်ရင်ပေါ့နော် layer စစွန့်ရင်လည်းဆရာက layer စ power ရဲ့အကြောင်းဆိုနော်ဟုတ်ပြီ electrical energy ရဲ့သင်္ကေတကတော့ဆရာ W ပါ electrical power ရဲ့သင်္ကေတကတော့ P ပါ electrical energy သင်္ကေတနဲ့သတ်မှတ်ထားတာ W ပါ electrical energy is the energy associated with the flow law cha non clear set တွေစီစဉ်ခြင်း through any part of circuit circuit ရဲ့အစိတ်ပိုင်းတစ်လျှောက် clear set တွေစီစဉ်ခြင်းကိုဆရာတော် W လို့ခေါ်ပါတယ် clear set တွေဘာစီစဉ်နေဆိုဆိုတို့ရဲ့နော်ငုတ်တွေရဲ့ချာမှာ potential difference လည်းရှိပါပဲအဲတော့သူ့ရဲ့ potential ကဆရာတော် W equal to ဘာဖြစ်သွားလဲ V2 ဖြစ်သွားနော်1/2မပါဘူးเนาะ1/2က1/2ပါတဲ့ပုံစံတွေကဆိုတော့ capacity ပါမှာပဲတွေ့ရရအောင်เนาะ capacity ပါမှာကြာ W equal to half into three will have cv square three will have q square by c เนาะဒါ capacity မှာပဲသုံးလို့ရအောင်เนาะဆိုတော့ဒီ electrical energy တွေပါ1 by 2တော့ထင်မှားတယ်เนาะသူရဲ့ပုံစံရဲ့ w equal to ပါလို့ q เนาะဟုတ်ပြီတော့ဒီ electrical energy ကို generate တဲ့ထုတ်ပါလေ sources of electromotive force ဖြစ်တဲ့ battery တွေ generator တွေ dynamo တွေ photovoltaic cell တော့ဟိုအဲဆို sources of electromotive force တွေကဘာတွေလဲလို့ပြောရင်ဆိုတော့ battery generator dynamo photovoltaic cell တွေလည်းဖြစ်လို့ရပါတယ်သူတို့က ဒီ fuel energy fuel cell တွေ battery တွေ capacity တွေ inductor တွေကိုသုံးပြီးတော့ဆရာတော်ကတခြားဆွမ်းအနေနဲ့တူလောင်းနဲ့ပြောင်းလဲမှုတွေလုပ်ဆောင်ပေးတာဟုတ်ပြီအောက်မှာဆရာတော်ပုံလေးတစ်ချက်ကြည့်အောင်ဟုတ်ပြီအဲ့မှာဒီ A ပုံလေးကတော့မမေးနိုင်ပါဘူးเนาะ B ပုံလေး B ပုံလေးကတော့ဆရာတော်မေးလို့ကောင်းပါတယ်เนาะသူရဲ့ caption ဒီကနေ conversation of electrical to heat energy in the resistor လေးစစ်ဆွမ်းအနေနဲ့အပူထုတ်တာပါဒီကနေပြီးတော့ current current ပဲ current ဆိုလည်းကောင်းတယ်အပူအားတွေပဲဆက်ပဲဒီနေရာမှာဆက်အပူထုတ်တာ resistor တဲ့အပူထုတ်တာဒီနေရာ heat ထုတ်တယ်လို့ပြောတာပေါ့အဲ conversation of electrical to heat energy in the resistor ဆိုတာဒီပုံလေးဆွဲပြရအောင်နော် obvious ဆိုရင်ဆရာတို့ဆက်ကြည့်အောင်ဟောသူ့ကိုဖြစ်လာတဲ့ပုံစံကြီးရဲ့ဆိုတော့ပြ W equal to PQ ပေါ့နော်ဟုတ်ပြီ W equal to PQ ဟောဒီမှာဆရာရေးပြနော် W equal to PQ လဲရတယ် QP လဲရတယ်ပြီးရင်ဆရာ Q ရဲ့နေရာမှာ ID စသွားရင်လည်းအဲဒါ PID ဖြစ်မှာတော့ဘူးလားအဲဒါ G equal to ID ောပြီပြီးရင်ဆရာကဘာလို့ v equal to i r whole law လေအဲ့တော့ v equal to i r ဒီ v ရဲ့နေရာမှာဆရာဘာထည့်လဲ i r ထည့်လိုက်တော့ i square r2 တော့ပြီးရင်ဆရာကဘာလို့ i ရဲ့နေရာမှာဆရာ v by r ကိုထည့်အောင်မယ်အဲ့တော့ i ရဲ့နေရာမှာ v by r ကိုထည့်တော့ဆရာကဟော v i i square r2 r2 v square d by r ဆိုပြီးဖြစ်သွားတာအဲ့ဒီတစ်ခါတော့ရပြန်တော့ v equal to p2 v i d i square r2 v square d by r ဟုတ်ပြီနော်ဒါဒလူရဲ့ပုံစံလေးရအောင်ချက်ပြရမယ်နော်ဒလူရဲ့ PGU PID I square RT V square T ပါလေအာအဘိဓမ္မာပုံစံလေးဒါစင်ငယ်စင်ငယ်ဖြစ်တာလေးဆိုတော့ပြတ်တတ်တာနော်အဓိကတော့ပုံစံလေးလေးကိုကဘာလို့အောင်လို့ရအောင်ချက်ပြနော်ဟုတ်ပြီအဲ့မှာဒီပြဖြစ်လာဒလူရဲ့ PGU PGU ကတော့ formula PID I square RT V square T ပါလေဟုတ်ပြီအဲ့မှာ unit of electrical energy electrical energy နဲ့ unit ကြည့်ကြအောင် predicate unit ဆိုရင်ဆိုတော့ kilowatt hour ပါဒီအခါမှာ predicate unit kilowatt hour ပဲသုံးမယ်နော် ောပြီးဂျိုးတွေပါရင်မတော်ဘူးเนาะကီလိုဝက်အဝါအဲ့ဒါကီလိုဝက်အဝါနဲ့ဂျိုးနဲ့ဆက်သွယ်ကြတော့တရားမယ်1ကီလိုဝက်အဝါဆို3.6 into 10 power ဆိုပြောရှိတယ်1ကီလိုဝက်အဝါဆို3.6 into 10 power ဆိုပြောရှိတယ်ဒါတော့တပုတ်တန်းဒီပြောတာဒီမှာကီလိုဝက်တစ်ထောင်မဟုတ်ဘူးလားအဆောင်ဝဲပါအဝါအဝါဆိုတော့60ပဲမြောက်60နဲ့ခြောက်ကြီး36ဆိုတော့3.6 into 10 power 6ကျိုးပေါ့။ဟောပြီးတော့ gas society electrical energy နဲ့ပတ်သက်တဲ့ပစ္စည်းတွေ SNR တွေဒီမှာတွေ့ကြည့်လိုက်ပြီးကြမှာဆရာတို့အောက်က လက်ရှုကပါပါသွားလိုက်ပြီနော်ဒါကြောင့်ဒီ example လေးကျန်သွားလိုက်ပါဆို if a current is 2 ampere current က2 ampere ဆိုအပေးထားတယ်50 ohm resistor ဆိုအပေးထားတယ်ကြာချိန်က30မိနစ်ဟုတ်ပြီရှာခိုင်းတာမောင်းတော့ electrical energy dissipate တဲ့ဆိုကုန်ဆုံးသွားတဲ့ဆိုဒီတခုပေါ့နော်ဒါဆိုမိချောင်းဆိုမိချောင်းမိရေဆိုမိရေတခုဖွင့်လိုက်တော့လျှက်စစ်တဲ့ကုန်သွားတယ်အကုန်ဆုံးသွားတယ်လျှက်စစ်ဆိုရင်ပမာဒါတင်ဂေတာတွေနဲ့ w ဆိုတော့ရှာပေးရမယ် ဲ့ဒါဆိုတော့အာအာကကြတော့ဆိုတော့90အောင်ပေါ့အိုင်ကကြတော့ဆိုတော့ 2MB ရဒီကကြတော့30မိနစ်ဒီဘလူးအတွက်လည်းဆိုအခြေအနေတွေကအာဝါနဲ့တက်ပြရတယ်အဲ့ဒါ60လည်းဆိုတော့1.2 hour အဲ့တော့ဒီလိုကြီးကတော့ iSpec RD နဲ့ deadline ဆိုတာဖြစ်ရောက်ပြီးရရဲ့ unit က1 hour ပဲရမယ်နော်အဲ့ဒီ1 hour ကို temp power minus 3နဲ့မြှောက်ပြီးတော့ kilowatt hour ပြောင်းပြရတယ်ဟုတ်ပြီနောက်ဆက်ကြည့်အောင်နောက်ဆက်တော့10.7နော် ဲ့မှာအဓိကတော့အခေါ်ပေါ်လေးဗာမေးတယ်ဆိုတော့အခေါ်ပေါ်လေးမှတ်ထားပြီเนาะဆက် electrical energy အောင် electrical energy ပြောပြောအမောင်းတော့ electrical energy ပြောပြောဆက်တော့အထိအဲ့ဒီဘာပဲရှားပြရမလဲ w ပဲရှားပြရမလဲအခု cost of unit ဒီ primary တောင်းရင်လည်းဆက်တော့ w ပဲရှားပြရမယ်เนาะဟုတ်ဒီမှာကြည့်အောင်60 ohm 60 ohm ဆိုတော့ r ပြတယ်240 volt ဆိုတော့ v ပြတယ်ကြာချိန်ကဆက်တော့45မိနစ်45မိနစ်ဆိုတော့အဝါပြောမှာဆက်60နဲ့ဆက်တော့3.4 hour ပေါ့ အဲ့ဒါမှ w လို့ရှာမယ်အရှိရပါစီတော့ v နဲ့ r နဲ့တည်ရယ် w equal to v square d ဘိုင်း r နဲ့တွက်လိုက်အဖြစ်ရောက်ဘူးဗျာရဲ့ unit က watt hour နဲ့ရမယ်အဲ့ဒီ watt hour ကို temp hour minus 3နဲ့မြောက်ပြီး kilowatt hour ပြောင်းပြရအောင်ပြီးတော့မေးခွန်းက cos of unit cos of unit ကို mean နဲ့ table w ပဲရှာဒါပဲစာရင်းကြောင်းရေးပြရတယ် y unit က electricity မှာလို့1 kilowatt hour cos of unit ကိုလို့ချင်ရင်ဒီမှာလို့မေးခွန်းပြထားတဲ့ချက်နဲ့ရတဲ့ unit ပေါ့တနည်း kilowatt hour နဲ့မြောက်လိုက်ဆိုရရတာဒါသူသုံးလိုက်တဲ့ချက်25 လမ်းနဲ့ကြက်ပေါ့ဟုတ်ပြီနော်ကဲနောက်ဆက်ကြည့်အောင်နောက်တစ်ခုကတည်းက electrical power electrical power power လို့ပြောကြ radio tv ကဒီ way radio chain ဟောတောင်းတဲ့ radio transport electrical energy ဒီရပုံတင်နေရရှင်ပါလေ p w i d p n နေရာမှာ pi ဒီအစားတဲ့ tj tj ကြီးတော့ဒီလိုဖြစ်တော့ပေါ့သူကတစ်ခေါက်လိုက်ပါရေးပါမယ် w i q u v q w i q pi w i q i2 rt w i q v2 v2 d ပါအောင် ဲ့ဒီမှာ pp ဆိုရင်ဆိုတာ t ကိုဖြုတ်ခဲ့ရပါ t ရဲ့ခြူပါ l p equal to v r p equal to r square r p equal to v square r ဆိုပြီးဆောက်ရတာဖြစ်ဟုတ်ပြီနောက် p equal to v r p equal to pr p equal to i square r p equal to v square r ဟုတ်ပြီနော်ဒီ electrical power ရဲ့ assignment unit unit ကတော့ what တော့ဝမ်ဂျိုးရောအီလက်ထရိုကယ်အင်နာဂျီအီလက်ထရိုကယ်အင်နာဂျီဝမ်ဂျိုးရောအစ်ထရန်စဖာပြောင်းလဲပါတယ်ဝမ်စက္ကန့်အတွင်းမှာပြောင်းလဲလိုက်မယ်ဆိုရင်အဲ့ဒီပါဝါကိုဆိုဝမ်ဂျိုးပါစက္ကန့်လို့ခေါ်ပါတယ်အဲ့ဒီချက်ပြရမယ်ခြေရောအီလက်ထရိုကယ်အင်နာဂျီအီ sorry အီလက်ထရိုကယ်ပါဝါရဲ့အစိုင်းရင်းဆိုရင်ဝက်အဘိနောက်တစ်ခုကျတော့ဒါကျတော့1 watt ဒီက1 per second interpretation နေပါတော့ if 1 electrical energy transfer in 1 second the electrical power is 1 per second အဘိနောက်အဲ့ဒါဆက်အောင်ဆက်ပါမယ် ဟုတ်ပြီဒီမှာနံပါတ်10ကြည့်အောင်နော် sorry နံပါတ်10တော့ဖြစ်သွား10.7เนาะ exercise number 7မှာကြည့်အောင်เนาะ Okay ဒီမှာ1000ဝက် electrode အရနော် lesson မျိုး1000ဝက်ရှိတယ်ဂျာနီယာတိုင်းဒေရှင်ဆိုတော့50မျိုးရှိတယ် how many unit unit ကိုတောင်းတောင်းဆိုတော့ဒီ electrical energy ကိုတောင်းတောင်း cost of use ကိုတောင်းတောင်းဆိုတော့ w ပဲရှာအဲ့ဒီကျတော့ဆိုတော့ဒီမှာ w ပဲရှာမယ် p equal to w by d 3 equal to pt ရရယူနေတော့ဟာ10 power minus 3နဲ့မျောပြီး kilowatt အဝါပြောင်းပေးရတယ်ဒီမှာ payment တွေဘာကြီးပါလဲ payment တွေဘာကြီးတောင်းလဲဆိုရင်ရထားတဲ့ kilowatt အဝါနဲ့ payment ပေးတဲ့ချက်နဲ့ညအဲ့ဒါဒီမှာဒီစာလေးဒီစာမှာရေးပြရအောင်နော်1 unit of electricity မှာတော့1 kilowatt အဝါသူရဲ့ payment ကိုလိုချင်ရင်ရထားတဲ့ကောင်ကို payment ပေးထားတဲ့ချက်နဲ့ဆက်တော့မျောလိုက်အောင်ဟုတ်ပြီနော် ဲ့ဒါဆရာတို့ဟုတ်ပြီနော်ကဲဒါဆရာတို့ဒီရာလေးနောက်ပြီးပါနေမှာဆက်လိုက်မယ်နော်ကဲဒီလောက်လေးပါနော်